မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမိမိသားစုမှကြိုဆိုပါရစေဗျာဒီလာတော့တရင်ညိုလာတဲ့ဖြစ်နေပါလေဖြစ်ပါတယ်ဗျာတရင်ညိုလာရဲ့ကံကောင်းတွေရဲ့အထုရေရာများကိုအထူးအထူးတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာတရင်ညိုလာအတွင်းမှာတော့အင်္ဂလိပ်လို26 29 28 29 30 5နှစ်တိတိဒါမှမဟုတ်ရင်နောက်10လပိုင်း3ရက်4ရက်5ရက်6ရက်9ရက်5ရက်တိတိအတွင်းမှာတရင်ညိုလာရဲ့ကံကောင်းတွေရဲ့ ရက်များဖြစ်ပါတယ်ဗျာဒါကြောင့်ဒီ6လပိုင်းမှာဖြစ်အင်္ဂလိပ်လို26ရက်29ရက်28 29 30ဟာအထူးကံကောင်းသေးတဲ့6လပိုင်းတွေကံများဖြစ်ပြီးတော့10လပိုင်းကတော့3ရက်4ရက်5ရက်6ရက်9ရက်ဟာတတိယလရဲ့အထူးကံကောင်းသေးတဲ့ရက်များဖြစ်ပါတယ်ဗျာဒီရက်များအတွင်းမှာခင်ဗျအကြောင်းတစ်ခုခုနဲ့ပတ်သက်ရင်ကြာလပိုင်းအနောက်ရကိုလှဲ့လက်ပက်ကလေးကိုတုတ်တုတ်ပြီးမှဒဇွန်လောက်စားစားပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့ထီကံများ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမည်ဖြစ်ပါကြောင်းလီလီစာသာတည်င်းကျော်လာရဲ့အထူးရေဒီယာများကိုတင်ပြနေတာဖြစ်ပါလေဗျာအသည်ပဲလက်ဖက်တုတ်ကလေးရဲ့ကျွန်တော်တို့ထီကန်လေးတွေစာမယ်အထီကန်လေးတွေအများဆုံးပွင့်လာနေတယ်အသည်လက်ဖက်တုတ်ကလေးရဲ့ကျွန်တော်ထီပေါက်ခြင်းနဲ့ထီရတော့ဘလောက်ဖူးလောက်ပေါက်ခြင်းနဲ့အိမ်ဝေသိနိုင်တော့ထီမြေဝေသိနိုင်တော့ထီ တိုက်ကိုစောက်သိနိုင်တော့သည်အကျွေးကိုပေးသိနိုင်တော့သည်ပေါင်းထားတဲ့ရွှေလေးတွေကိုရွေးသိနိုင်တော့သည်ပေးထားသောအကျွေးများပြန်လည်ရရှိသည်တော့သည်သည်နှင့်ပတ်သက်တဲ့ကိစ္စလေးတွေကြာသာပတိအနောက်ရကိုလက်ပြီးလက်ပတ်ကလေးစစပြီးတော့ဆူတောင်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆိုးနေတဲ့ထီကံများအများဆုံးပွင့်လာပြီးငွေကြေးများဆုလိုက်ပြိုလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်တရင်ကျော့ လ6လပိုင်းဆိုရင်26 28 29 30 10 28 29 30လပိုင်းဆို3ရက်4ရက်5ရက်6ရက်9ရက်အတွင်းမှာကြာတာပရိအနောက်ရာကိုလှည့်ပြီးတော့လက်ဘက်တုတ်လက်ဘက်တုတ်ကလေးကိုသစလုံးဆဆပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ခမရတင်တော့မှပိတ်ဆိုးနေတဲ့ထီကံများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာတကယ်လို့များလက်ဘက်တုတ်ကလေးတွေစားမယ်ဆိုရင်မနေ့က6နိုင်ခွဲမှသည်10နိုင်ခွဲအတွင်းမှာစားမယ်ဆိုလို့ရှိရင်တော့ ဖိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအထူးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာလက်ဖက်တုပ်ဆိုတာလက်ဖက်တုပ်456ဆိုတော့ပြည့်နေသောဓာတ်များမိမိစိတ်ထဲမှာအလိုဆန္ဒရှိသောငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲ့တဲ့ဝင်စီတဲ့ဖြစ်ပါတယ်ဒါကြောင့်ဒီတရင်ရောလာပြီးနေမှာဖြစ်ကြာသာပရိအနောက်ရကိုလှည့်ပြီးတော့လက်ဘတ်တုပ်ဆိုတဲ့ရေတရားလေးအာလက်ဘတ်တုပ်ကလေးကိုစားမယ် အနောက်ရာကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တင့်မှာတင့်စိတ်ထဲမှာမိမိလိုအပ်သမျှကိစ္စများအများဆုံးပွင့်လန်းပြီးဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါမှမဟုတ်လည်းတောက်ကြမြောက်ရကိုလှည့်ဘာမှမကင်မဲနဲ့ဆူတောင်းပါဗျာတောက်ကြမြောက်ရကိုလှည့်ပြီးတော့ဆူတောင်းအာကျွန်တော်မြေလေးဝေချင်နေဗျာအာကျွန်တော်မြေလေးဝေချင်လိုက်တာဗျာမြေဝေတော့ပတ်စံဘလောက်လိုတယ်ဗျာအဲ့ဝေတယ်နဲ့နဲ့ခွင်းလန်းနေပေါ်အောင်ကူညီပါ ကျွန်တော်အိမ်လေးဆောက်ခြင်းနေဗျာတိုက်ကလေးကိုဆောက်ခြင်းလိုက်တာဗျာကျွန်တော်ဆောက်တဲ့အခါမှာဘယ်လောက်လောက် ကုန်မှာအဲ့ကုန်သေးနိုင်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းခြင်းနေပွင့်လန်းသေးတဲ့ကိစ္စများအများဆုံးပွင့်လန်းအောင်ကူညီဆောက်ရှောက်ပါကျွန်တော်ကားလေးဝယ်ခြင်းနေဗျာကျွန်တော်ဆိုင်ကလေးဝယ်ခြင်းနေဗျာအဲ့ဝယ်သေးနိုင်တဲ့ခွင့်လန်းနေပေါ်အောင်ကူညီဆောက်ရှောက်ပါကျွန်တော်ကလေးလေးရနိုင်ငံညသွားတော့မှာနိုင်ငံညနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စတွေအဆင်ပြေပါသည်ကြောင့်လေးလေးစားစားနဲ့တောက်ကြမြောက်ရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့ တင်းတို့မှာပိတ်ဆိုနေတဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးစဉ်နဲ့ပတ်သက်တဲ့ကံများအ мян ပွင့်လန်းသွားမှာဖြစ်ပါလေဗျာအကျွေးတွေတင်းနေလို့ပါအလုတ်ကိမကောင်းဘူးဟာလားနော်အာရွှေလေးရလဲပေါင်းတာလဲပေါင်းတာလဲရွှေလေးရလဲပြန်လူချင်းနဲ့အလူလေးရလဲလှုပ်ချင်းနဲ့နော်မြေလေးရလဲရောင်းချင်းနဲ့အချမ်းလေးရလဲဝဲချင်းနဲ့အကိုပိုင်ရဲ့အိမ်အိမ်အိုးပိုင်အိမ်ပိုင်မရှိဘူးအိုးပိုင်အိမ်ပိုင်ဖြစ်ချင်းလိုက်တာယောက်ျားနဲ့အစင်မပြေဘူးပြေးချင်းလိုက်တာယောက်ျားအိမ်ပြန်မလာဘူးအပြန်လာမှဖြစ်မယ် တားလေးနဲ့ဆက်သွယ်ပြတ်နေတယ်ပြတ်နေတဲ့ဆက်သွယ်များမြန်ဆုံးရပါသေးကြောင်းမိမိမှာလူရင်းစာနာမှန်သည်များစိတ်ထဲမှာရှိသောကိစ္စများတောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ကိုလာပိုင်း26 29 28 29 30အားတဲ့ဆယ်လာပိုင်းဆိုရင်တော့3ရက်4ရက်5ရက်6ရက်9ရက်ဒီမှာကြာတာပရိအနောက်ရက်ကိုလှည့်ပြီးတော့လက်ပတ်တုပ်ကလေးစပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့ တင်းတို့မှာပိတ်ဆူနေငွေကြီးနဲ့ပတ်သက်တဲ့ဒီကံများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးမိမိလိုအပ်သောမိမိစိတ်ထဲမှာလိုအပ်သောကိစ္စများအများဆုံးပြည့်စုံပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြသလိုတောက်ကြမြောက်ရကိုလှည့်ပြီးမှမိမိစိတ်ထဲမှာမိမိလိုအပ်နေသောစားစရာများဝတ်စရာများနေစရာများတည်ငြိမ်ခံရမှုများမိမိဘာကိစ္စတွေဖြစ်နေလဲဖြစ်နေတဲ့ကိစ္စတွေကိုခမတောက်ကြမြောက်ရကိုလှည့်လက်ထဲမှာဘာမှမကင်မဲနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွလန်းမိဖြစ်ပါကြောင်း လီလီဆာဆာတင်ပြလိုက်ပါတယ်ဗျာဒါကြောင့်ယေရီယာအရပြောရင်တော့ဂျာသာပရိနောက်ရကူလဲပြီးတော့တခုခုလုတ်ပြီးဆူတောင်းလို့လေရတယ်တောက်ကြမြောက်ရကူလဲပြီးတော့ဆူတောင်းမယ်ဆိုရင်လည်းဆူတောင်းလို့ရပါတယ်ဗျာနှစ်ခုလုံးပြုပြုလုပ်မယ်ဆိုရင်တော့တင့်မှာပိတ်ဆိုးနေတဲ့အကံများအခွင့်အလမ်းများနှခါရကြည့်သွားမှာဖြစ်ပါတယ် အဲတကယ်လို့များအဆင်ပြေမယ်ဆိုရင်အလုတ်ကင်အားနေတဲ့ပုံကူများအားနေတဲ့ပုံကူတော့လက်ပတ်တုတ်ကလေးကိုတုတ်ကြတာပြည့်နောက်ရကိုလက်လက်ပြီးမှလက်ပတ်တုတ်ကလေးတစ်စုံလောက်စားလိုက်စူတောင်းလိုက်တစ်စုံလောက်စားလိုက်စူတောင်းလိုက်တစ်စုံလောက်စားလိုက်စူတောင်းလိုက်ဆိုရင်တော့တစ်စုံစားတိုင်းစားတိုင်းရေရာနဲ့ပတ်သက်တဲ့ကိစ္စများကံကောင်းခြင်းများဇက်တိုက်ဇက်တိုက် ကြုံတွေ့လာမှဖြစ်တယ်လို့တောက်ကြမြောက်ရကိုလက်ခမထိုင်ကုန်လေးနဲ့ထိုင်ပြီးမှခမမကြခဏစူတောင်းမယ်ဆိုရင်တော့အင်းရဲ့စူတောင်းအကြိမ်များလေး ခွင့်အရေးတွေများလीဖြစ်ပါလေဗျာဒါကြောင့်တရွံ့လာနေပြီနေမှာဖြင့်ခမနောက်ရကိုလက်ပြီးလက်ပတ်တုပ်စားခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေသောအဲငွေကြီးနဲ့ပတ်သက်တဲ့အစုပြိုက်ပြုံလိုက် လုံးလိုက်ခဲလိုက်ပြီးပြန်ရကြများနဲ့မိမိလိုအပ်သောကိစ္စများပြည်စုံပါသည် တောက်ကြမြောက်ရက်ကိုဆူတောင်းခြင်းဖြင့်မိမိတို့အပိတ်ဆိုနေတဲ့အိုးဝင်လောက်ကိုင်းများမြန်ပွင့်သမားသည်အင်းကြီးကောင်းမိသားစုမိသားကောင်းနဲ့လုပ်ငန်းကောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအများဆုံးပွင့်လန်းပါသည်ငွေကြေးများစုလိုက် ပုံလိုက်ဝင်လာပြီးတော့ပေးရရှိသောကိစ္စများအများဆုံးပေးနိုင်ပြီးရရရှိသောကိစ္စများအများဆုံးရပါသည် စိတ်ချမ်းသာပျော်ရွှင်သားနဲ့စက်ပစ္စည်းတွေဝယ်နိုင်ပါသေး။နော်အရာငါရှုတဲလဲငွေတဲလဲနဲ့အလူဒါနာတွေပြုလုပ်ပြီးမိယာတွေဝယ်နိုင်ပါသေး။အိုးပိုင်အိမ်ပိုင်တွေဖြစ်ပါသေး၊ဆံမွက်တွေဖြစ်ရင်အောင်ပါသေး၊ယာတုတွေတို့ပါသေး။သွားတော့ခီးများအနေအကင်းမိပြောသောစကားများအောင်မြင်ကြောကြပါသေး။ပြဿနာတွေကင်းပြီးတော့ငွေကြေးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်နဲ့။နော်အရာလှူဒါန်းပြီးတော့စိတ်ချမ်းသာကိုချမ်းသာနဲ့ရှုတဲလဲငွေတဲလဲနဲ့ငွေကြေးများ အလူဒါနာများစတဲ့စတဲ့ပုံမိုးတိုးတက်ပြီးလူဒါနိုင်တဲ့သူတော်သင်သူတော်များများဖြစ်ကြပါသေးကြောင်းရှင်ညာမင်းမိသားစုကိုကြားဆရာကြီးမြန်မာပြည်မှာလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါရဗျာဒီရေရာလေးကတော့တရင်ကျော်လာပြီးနေရဲ့အထူးရေရာများဖြစ်ပါကြောင်းလေးလေးစားစားထမှန်ထမှန်တင်ပြပေးလိုက်ပါရဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာご覧いただきありがとうございます Thank you very much